မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့မှာတော့ကျွန်တော်အခုတလောကောလာဟလာဖြစ်နေတဲ့သတင်းလေးတစ်ခုပြောပြကြပါတယ်ကျွန်တော်ကြားသိရတာကတော့ဖြစ်နေပြီးတော့ကောင်စီနယ်မြေမှာပလီဝကြောင်းဆောက်လုပ်မဲ့ကိစ္စပဲဖြစ်ပါတယ်ဒါရီဟာကောလာဟလာနဲ့အချိန်ကိုက်ထုတ်လွှင့်နေကြတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ပြည်တွင်းကအမျိုးသားရေးဆောင်ရွက်နေကြသူများကလည်းပဲ ဓာရီကိုဂဂနနအဲစုံစမ်းသိရှိခြင်းမဖြစ်ဘဲနဲ့ပေါ့နော်ဆက်စင်ပြီးတော့ဆောင်ရွက်မှုတွေကို တွေ့ရပါတယ်နော်ကျွန်တော်တို့မှာတန်ဖိုးရှိလာတဲ့နော်ကျွန်တော်တို့နိုင်ငံသားတွေတိုင်းရင်းသားတွေအားလုံးအတွက်ကိုရွေးကောက်ပွဲဆိုတဲ့ထွက်ပေါက်တစ်ခုနဲ့ဆောင်ညင်းသေးနေတာဖြစ်ပါတယ်လက်ရှိအစိုးရကဒါကိုဖြက်လို့ဖြက်စည်းလုပ်ချင်တဲ့ဒူတွေကနီလန်းအသွေးသွေးနဲ့ဆောင်ညင်းနေတဲ့အချိန်ကာလဖြစ်ပါတယ် ကျွန်တော်တို့လူအဖွဲ့စည်းဟာဘုံတန်ဖိုးရှိသူတွေဖြစ်ပါတယ်เนาะဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးတက်တွဲအတူနေထိုင်ကြတာလဲအလုံးသိဖြစ်ပါတယ်ဥပဒေကိုလေးစားလိုက်နာခြင်းနဲ့လည်းပဲကျွန်တော်တို့တွေဟာစံပြုတ်တိုက်သူများအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမှာလည်းပဲဘာသာအလုံးကိုလွတ်လပ်ခွင့်ယုံကြည်ကိုယ်ွယ်ခွင့်တွေတေးထားတာလေးစားဖို့ဖြစ်ပါတယ် အတူတူကနေထိုင်နိုင်ရေးကိစ္စတွေနဲ့ပတ်သက်လို့လည်းပဲเนาะလူနည်းစုတွေကလူများစုတွေရဲ့ရည်ကြည်မှုတွေကို တွေးဖယ်တာမျိုးမဟုတ်ပဲနဲ့เนาะเนาะအဲသူတို့တွေရဲ့ရိုးရာဒလိနဲ့ရည်ကြည်မှုတွေကိုသိရှိနားလည်ပြီးတော့เนาะမဆန့်ကျင်တဲ့အနေနဲ့နေထိုင်သွားဖို့ကျွန်တော်ကပြောပြလိုပါတယ်เนาะနားလည်မှုနဲ့စာနာထောက်ထားမှုဆိုတာတွေလည်းရှိဖို့လိုပါတယ်เนาะကိုတွေက ဟောဒီဗုဒ္ဓဘာသာဝင်အများစုရှိတဲ့တိုင်းနိုင်ငံမှာလာပြီးတော့လူနည်းစုနော်ကိုယ်ွယ်ရာတွေနဲ့လာနေတဲ့အခါမှာနောက်ဆုံးတရားဟောကြားတာတွေကအစသတိပြုစင်ကျင်ဖို့လိုပါတယ်အစ္စလာမ်နိုင်ငံဒီမှာပင်လေပလီဝတ်ကျောင်းတော်တွေမှာဟောကြားမဲ့တရားတွေကိုသူတို့ရဲ့သာသနာရေးဌာနတွေကအစစ်စစ်စီစစ်ပြီးမှဟောကြားခွင့်နေရှိပါတယ်ကျွန်တော်တို့ရဲ့ဘာသာရေး ဟောပြောမှုတွေမှာအစွန်းရောက်မှုတွေအတော်လေးရှိနေပါတယ်။ဒါကြောင့်ကျွန်တော်အနာဂတ်ကျွန်တော်တို့မြန်မာနိုင်ငံတော်ရဲ့ကောင်းမှုတွေကိုအထူးတကားလက်တွဲဆောင်ရွက်မယ်ဆိုရင်တော့ကိုယ်တွေကစတင် ခွဲခြားဆက်ဆံနေတဲ့အရာတွေကိုလည်းပဲပြုပြင်ကြပါလို့ပြောချင်ပါတယ်။ဝစ်စားစီရင်မှုတွေနော်အဟောအပြောရင်ကျင်းမှုတည်ဆောင်လာမှုတွေကိုပြုပြင်ကြပါတို့မှလာတဟဇာတာဖြစ်တဲ့ဟောဒီမြန်မာ လူမှုအတိုင်းအတိုင်းမှာအတူတကွနေထိုင်မှုဖြစ်နိုင်မယ်ဆိုတာပြောကြရင်းနဲ့ဒီနေ့ကျွန်တော်တင်ပြမှုတော့ဒီမှာပဲညီကုန်းချုပ်